အားလုံးမမင်္ဂလာပါ Newcastle United အသင်းကလည်းအခုဒီနေ့ပြောင်းရွှေ့ဈေးကွက်မှာတကယ်ကိုကမ်းလှမ်းမှုတွေအားလုံးပယ်ချခံရတယ်သူတို့ကစားမတွေတဲက Bruno Guimaraes တို့တစ်ဖက်က Alexander Isak တို့ကိုအစမတန်ဈေးတင်ထားတဲ့ Newcastle ကအခုလက်ရှိမှာ Forest ကတောင်ပင်ကစားမ Anthony Elanga ကို55သန်းနဲ့ကမ်းလှမ်းနေပယ်ချတယ်ဒါဘန်လီကိုသမား Jay Trafford ကို25သန်းနဲ့ကမ်းလှမ်းနေပယ်ချတယ် Brighton တိုက်စစ်မှု draw patrol ကိုပေါင်တန်း90နဲ့ကန်လန်းနဲ့ ပယ်ချခံရတယ်တော့အခုလောလောဆယ်အနေထားရညူကာဆယ်အသင်းနီးပြအက်ဒီဟောင်းကတော့ကလပ်အသင်းများစုကညူကာဆယ်ဟာဆော်ဒီအာရေဗျာပိုင်ကလပ်ဖြစ်တဲ့အတွက်ကြောင့်ပြောင်းရွှေ့ခြင်းအစမတန်လိုချင်နေကြတယ်ဆိုပြီးညှိတွားလျက်ရှိတယ်ညူကာဆယ်ကတော့သူတို့ရဲ့တိုက်စင်မှုအီဆက်ကိုဒါလုံးဝရောင်းချမှာမဟုတ်ပဲတန်150က180တိတိုးမြင့်ထားသလိုလောက်ခလာစာကိုလည်း2028ကနေစပြီးတော့တက်တန်းတိုးဖို့အတွက်တပတ်ကို2သိန်းလောက်ထိပေးဖို့ပြင်ဆင် 你的爸。